ြတ်စွာဘုရားဘုရားဖြစ်သူရောက်ပြီးပထမအချိန်ကပိလဝနေပြည်တော်သို့ကြွားရောက်တဲ့အခါမှာသုဒ္ဓရဏမင်းတရားကြီးကနေပြီးတော့မြတ်စွာဘုရားရဲ့အချမ်းရံဖြစ်တာကဝိမင်းသားတွေရံဖြစ်ဖို့တိုက်တွန်းတယ် အဲ့ဒါကြောင့်မို့လို့ကပိလုနေပြည်တော်မှာရှိတဲ့တာကိဝင်မင်းသားတွေဟာမြတ်စွာဘုရားနောက်တော်အားလိုက်ပါပြီးတော့ယဟန်ပြုကြတယ်အဲ့ဒီထဲမှာရှင်နာရတို့ကအုတ်စုတစုပေါ့ရှင်နုရုဒ္ဓတို့ရှင်ဗတ္တိယတို့ရှင်ကိမိလာတို့ ရှင်အနန္ဒာတို့ဆိုတာတိုင်ကဝေမင်းသား6ယောက်ကအုပ်စုတစုရသော်ဘုရားကပိလုကနေပြီးဝေသာလိပြည်ကြွသွားတဲ့အခါနောက်တော်ကနေလိုက်ပါပြီးဘုရားနောက်လိုက်သွားကြပြီးတော့သင်္ကန်းဝတ်ခဲ့ကြအဲ့တော့ရှင်အနန္ဒာဆိုတာရသော်ဘုရားရဲ့ဖွားဘက်တော်စင်းင်းထဲမှာ အာဘောကာယဆံရွှေကံလို့အတူကောင်းလုံးထားတဲ့အထဲမှာအာဆိုတာရှင်အနန္ဒာကိုပြောတာဘောကတော့ဘောဓိပင်ပေါ့ကာကကာလုဒာယီယကယတောဒရာဆံကမြင့်တော်ကမောင်းဆံရွှေကရွှေဝကြီးလေးလုံး ရသော်ဖေကအလောင်းတော်မွေးဖွားလာတာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်များနဲ့ဗောဓိပင်တို့ရွှေဦးကြီးတို့ဆိုတာရသော်ဖေကမွေးဖွားလာတဲ့နေ့မှာစတင်ပေါ်ပေါက်လာလို့ဖွားဘက်တော်လို့ဒီလိုပြောကြတယ်ပေါ့အဲ့တော့ရှင်အနန္ဒမထေရမြတ်ကလည်းမြတ်စွာဘုရားနဲ့ဖွားဘက်တော်လို့ဆိုတော့ဘုရားနဲ့တက်တော်တက်တော်ရွယ်သူလို့ဒီလိုမှတ်ရအောင် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခါတော့ကဆရာတော်ကြီးနှစ်ပါးဆွေးနွေးတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဆရာတော်ကြီးတပါးပြောတယ်မြတ်စွာဘုရားနဲ့ဖွားဘက်တော်တွေလူသားအနေနဲ့အာနန္ဒာရှိတယ်ကာလူတ ाई ရှိတယ်ယတော်ရာရှိတယ်သာဏဆိုတဲ့မြင်းတော်ကအမတ်ရှိတယ် အဲ့ဒီပုဂ္ဂိုလ်ဗေဒင်းဆရာကလေးကနေပြီးတော့ဇာတာဖွဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင် တနေ့တည်းတစ်ချိန်တည်းဖွာတာဆိုလို့ရှိရင်ဇာတာကွင်တူးမနေဘူးလားအေးဇာတာကွင်တူးနေတဲ့အထက်မှာတိတ္တထမင်းသားတပါးသာလင်ဖျားဖြစ်ပြီးတော့ကျန်တာတွေကဖျားမဖြစ်ဘူးတဲ့ဇာတာကွင်တူးနေတယ်ဆိုလို့ရှိရင်လည်းအကုန်လုံးဖျားဖြစ်ရမယ်ဂိမ်းပေါ့နော် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးနှစ်ပါးဆွေးနွေးကြတာကြားဘူးတယ်ဆရာတော်ကြီးတပါးပြောတယ်ခရီးနဲ့ဖွားဘက်တော်တနေ့တည်းတစ်ချိန်နဲ့ဖွားလို့ဇာတာကွင်တူတဲ့ပုံကိုယ်တွေကခရီးသာလင်ခရီးလောင်းသာလင်ခရီးဖြစ်ပြီးဂျန်တဲ့ပုံကိုယ်တွေကခရီးမဖြစ်ဘူးဒီထက်မှတရိษံတကောင်ကလည်းပါသေးတယ်လေခန္ဓာကမြင်းဆိုတာအဲ့တော့ ဇာတာကွင်တူရဲ့တန်းနဲ့ဘာဖြစ်လို့ဖျားမဖြစ်တာတော့ဒါကြောင့်မို့လို့ဝီရင်ကိန်းခန်းနေဆိုတာယုံစရာမရှိဘူးလို့ဆရာတော်ကြီးကအဲ့လိုပြောဆရာတော်ကြီးတပါအဲ့လိုပြောတယ်ဝီရင်ဆိုတာဘလို့မှယုံစရာမရှိဘူးအကယ်၍သိတ္တရမင်းသားဖျားဖြစ်ရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေလည်းဒီဇာတာကွင်ဒီနေ့ဒီရက်မွေးကြတာဆိုတော့အလုံးဖျားဖြစ်တဲ့နေပေါ့အဲ့လို ဗေဒနေကိုယုံကြည်မရှိဘူးလို့ပြောတော့ဆရာတော်ကြီးတော်ကမိတ်တယ်ကိုရောတဲ့ပရိတ်ကြီးမရပဲနဲ့စွာချေစွာချေနဲ့ပြောမနေနဲ့ပြောလိုက်တော့သူ့ကိုပရိတ်ကြီးမရဘူးလို့ပြောလိုက်တော့အဲ့ဒီဆရာတော်ကဟာကိုလူဘယ်လိုတုံးပြောပါအောင်ပရိတ်ကြီးမရဘူးဆိုတာဘာတုံးဆိုတော့ပရိတ်ကြီးတဲ့မဲ့ပါရမောလာတဲ့ပူရင်တံဘောရိတံပါရီဆိုတာ ုရားဖြစ်ဖို့ရာအတွက်ပါရမီတွေကိုစီးပူအားထုတ်ထားတဲ့ပုဂ္ဂိုလ်မှဘုရားဖြစ်တော့မပေါ်ဖွားဘက်တော်ချင်းတူယုံနဲ့ဘုရားပဲဖြစ်မလို့ဒါကြောင့်မို့ကိုရောပိတ်ကြီးမရဘူးလို့ပြောတာတဲ့ဘေးတင်ကိန်းခန်းနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဇာတာတွင်တူးနေရင်အကျိုးပေးခြင်းမတူတင်ဘူးလားအေးအဲ့ဒါကြောင့်မို့လို့ ဆရာတော်ကြီးတစ်ပါးကတော့အဲ့ဒီထဲမှာတဲ့ပါရမီဆိုတာရှိသေးတယ်ပေါ့ဒီနေ့ဒီရက်မွေးပေမဲ့လို့ဘုရားဖြစ်ကြောင်း ပါရမီတရားကောင်းတွေစုဆောင်းထားတဲ့ပုဂ္ဂိုလ်မှသာဘုရားဖြစ်နိုင်တော့မပေါ်လို့ဒီလိုဖြေကြဖြေတဲ့တဲ့เนาะအေးဒါလည်းပဲမှတ်သားစရာတစ်ခုပေါ့เนาะပူရင်တံဗောရိတံပါရီဆိုတာ ုရားလောင်းတော်တွေဟာပါရမီကိုဖြည့်ထားအဲ့တော့ရှေအနန္ဒဟာဘုရားရဲ့ဖွားဘက်တော်ဖြစ်ပြီးရသော်ဘုရားနောက်တော်ကနေလိုက်ပြီးတော့ရဟန်းပြုတယ်ဆိုတဲ့အချိန်မှာရသော်ဘုရားဖျားဖြစ်တာက35နှစ်အရွယ်မှာဖျားဖြစ်တယ်ကပိလဝုပြေကြွတဲ့အခါကျတော့36 39ဆိုပါစို့အဲ့တော့ရှေအနန္ဒက36နှစ်39နှစ်အရွယ်မှာ သင်္ကန်းဝတ်တယ်အဲ့ဒါနဲ့သင်္ကန်းဝတ်ပြီးတော့ရှင်ဒေဝဒတ်တို့ရှင်နုရုဒ္ဓါတို့ရှင်ဗတ္တိယတို့နဲ့အတူတကွတောထွက်လာပြီးတော့ဘုရားထံသင်္ကန်းဝတ်ကြတယ်အဲ့ဒါနဲ့သင်္ကန်းဝတ်တဲ့အခါရှင်အနန္တဟာပထဝပထမဝါတွင်မှာပဲသူသောတာပန်ဖြစ်သွားတယ် အဲ့တော့ရှင်အနန္ဒသောတာပန်ဘာကြောင့်သောတာပန်ဖြစ်သွားသလဲဘုသူတရားနာပြီး သောတာပန်ဖြစ်သွားသလဲလို့ပိဋကစာပေလိုက်လံပြီးတော့ကြည့်တဲ့အခါမှာတာယုတ္တနိကေမှာအနန္ဒတုတ်ဆိုတာလေးရှိအဲ့ဒီအနန္ဒတုတ်မှာရှင်အနန္ဒကပြန်ပြီးတော့ပြောထားတာသူ့အကြောင်းသူပြန်ပြောထားတဲ့တုတ်ကလေးသူဘာဖြစ်လို့သောတာပန်ဖြစ်တယ်ဆိုတာ ဘုသူတရားနာပြီးတော့သောတပန်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူပြန်ဟောထားတာလေးရှိရှင်နန္ဒဟာတာဝတိပြည်စီရွန်အကြောင်းတော်မှာသတင်းသုံးနေတဲ့အချိန်မှာဓမ္မဂတိကအရာမှာဧတရေရတဲ့ရှင်ပုံနာဆိုတာရှိတယ်ပုံနောမန္တာနိပုတ်တော်လို့ มันตานีปุณิมาเยตาพิเศษเชินปุณณะ